မဏိကမိဖုရားကြီးကိုမြတ်စွာဘုရားကရှင်းပြလိုက်တယ်အေးအမျိုးသမီး၄ဦးတည်းကပထမအမျိုးသမီးကရုပ်ဆိုးကြီးတန်တယ်မွဲတယ်တင်ငယ်တယ်ဆိုတာဟာတဲ့သူဟာဖြစ်ဖြစ်လျက်ဘဝမှာဒေါသတိတ်ကြီးခဲ့တယ်ဒေါသကြီးုံနေမကဘူးအလှူတန်းလည်းမလုပ်ခဲ့ဘူးတဲ့သူတစ်ပါးကောင်းစားတာကိုလည်းမနာလိုစိတ်တွေများခဲ့တယ်လို့ ဒါကြောင့်မို့ဒီလိုဖြစ်ရတာလို့ဒီလိုဟောတယ်။ဒုတိယအမျိုးသမီးကအယုဆိုးကြည်တန်တယ်။ဒါပေမဲ့လူသူကချမ်းသာတယ်။မသိငယ်ဘူး။ဂုံရှိတယ်ဆိုတာဘာကြောင့်လို့ဆိုရင်သူဟာဟိုဘွားတော့ကဒေါသကြီးတယ်။ဒါပေမဲ့လှူခဲ့တန်းခဲ့တယ်။သူများပေါ်မှာမနာလို့အိတ်တာတွေမရှိခဲ့ဘူး။ကင်းခဲ့တယ်။ဒါကြောင့်မို့ဒီလိုဖြစ်တာလို့ဘုရားကဟောတယ်။နောက်တတိယအမျိုးသမီးကြတော့ဘာဖြစ်လဲ။ ရှင်ဗျာတဲ့တတ္တိယအမျိုးသမီးကရုပ်ချောတယ်ဒါပေမဲ့လို့ဆင်းရဲတယ်တိတ်ငဲတယ်အေးဟုတ်တယ်ဟိုဘွားတော့ကသူကစိတ်ကိုဘယ်တော့မှမဆိုးအောင်စိတ်မဆိုးအောင် ထိန်းတယ်သဘောကောင်းတယ်ခန္တီတရားလက်ကင်ထားတယ်ဒါကြောင့်မို့ရုပ်ချောတာသို့တော်သူကမလှူခဲ့ဘူးမတန်းခဲ့ဘူးသူတစ်ပါးလှုပ်တာကိုလည်းမနာလိုခဲ့တယ်သူတစ်ပါးအောင်မြင်ကြီးွားတာကိုလည်းမနာလိုစိတ်နဲ့အပြစ်ပြောခဲ့တယ် ဒါကြောင့်မို့လို့သူကဆင်းရဲမွဲတေပြီးတော့ဟောဩဇာအာဏာမရှိတာသိငဲတာတဲ့စတုထအမျိုးသမီးကအယုတ်လဲချောတယ်ပစ္စည်းဥစ္စာလဲပေါ်တယ်ဩဇာအာဏာလဲရှိတယ်ဆိုတာကြတော့တဲ့ဖြစ်လျက်ဘဝမှာသူကသူစိတ်မဆိုးအောင်လဲနေတယ်စိတ်ဒေါသကိုထိန်းခဲ့တယ်ဒေါသထိန်းရုံနေမှာကဘူးအလှူတန်းလှုပ်တယ်ရေရောတယ် တပကြည်ပွားတာကိုလည်းမနာလို့မရှုစိတ်မရှိခဲ့ဘူးတဲ့ဟောစတုထအမျိုးသမီးကသူ့ရဲ့ဘဝပုံရိပ်ကြောင့်မို့လို့သူကရုပ်ချောပြီးဥစ္စာပေါ်ပြီးဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ဒီလိုပြောတာအဲ့လိုမြတ်စွာဘုရားကအသေးစိတ်ဖြေချလိုက်တဲ့အခါကျတော့မာလိကမိဘကြီးကသူ့ဘဝသူ့အကြောင်းဘယ်လိုမှတ်ချက်ချတော့ဆိုရင်တပည့်တော် အတိတ်ဘဝတုန်းကဒေါသတော်တော်ကြီးခဲ့တဲ့မိမဖြစ်ခဲ့ပုံရတယ်တဲ့ဒါမှမဟုတ်တပည့်တော်အယုတ်ဆိုးနေတာတဲ့ဒါပေမဲ့လို့တပည့်တော်အလှတန်းနေလုခဲ့တယ်သူတပားပေါ်မှာမနာလိုစိတ်တွေကင်းခဲ့တယ်ဒါကြောင့်မို့လို့တပည့်တော်ဟာဘယင်းနန်းတော်မှာနော်ဘယင်းမိဖုရားဖြစ်ပြီဆိုမှတော့ချမ်းသာရောက်ပေါ့မိဖုရားဖြစ်လို့ချမ်းသာတွေရှိပြီးတော့နန်းတော်မှာ သူ့လက်အောက်ကအမျိုးသမီးတွေအများကြီးဩဇာအာဏာရှိတယ်ပေါ့မသိငယ်ဘူးပေါ့သူကကြီးကောင်းဆောင်ဖြစ်ရတယ်သူကသူမှတ်ချက်ချ